ာပါ Smart Learning Corners ကကျေးဇူးပါတယ်ကလေးတို့ကြီးဆက်ရှိကသင်ခန်းစာလေးမှာ Python Basics စင်းမျိုးစားမှာပါတဲ့ကွက်လက်ဖြည့်ဖြည့်တဲ့အခါစဉ်းစားရမယ့်အချက်၅ချက်ထဲက Adipasis ရှုထောင့်ကနေပြီးတော့စဉ်းစားရတဲ့အချက်တစ်ချက်အကြောင်းကိုဆရာအသေးစိတ်ရှင်းပြပေးပါပြီမကြည့်ရသေးတဲ့ကလေးများကလည်းပဲဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဆရာက Read the Basics ဖြည့်တဲ့အခါကို ဘာသာပြန်ပြီးတော့စာပိုက်ထဲမှာဘာသာပြန်ပြီးတော့မှရရှိလာတဲ့ကိုအဖြစ်စကလုံးများကို work from ဖြစ်ဆိုနည်းနဲ့ချစ်ဆက်ပြီးတော့အဖြစ်မှန်ကန်အောင်စဉ်းစားပြီးပြောင်းလဲဖြစ်ဆိုရတဲ့နည်းလမ်းလေးကိုဆရာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်။အဲဆရာတို့က work from ဆိုတာကကိုစဉ်းစားထားတဲ့ရွေးချယ်ထားတဲ့စာပိုက်ထဲကနေပြီးတော့မှကိုစဉ်းစားရွေးချယ်သူရရှိလာတဲ့စကလုံးကို now adjective adverb ဒါမှမဟုတ် adjective verb ပေါ့နော်တခုခု တင့်လျော်သလိုစာကြောင်ရဲ့ sentence structures နဲ့တင့်လျော်သလိုပြန်ပြီးပြောင်းလဲပြီးဖြည့်ဆွားတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ဒါကလည်းပဲဆရာတို့ကပြောင်းတင့်မှပြောင်းမရတာပါ။အပြောင်းမဲနဲ့ဒီတိုင်းဖြည့်ဆွားတဲ့ဒီ blank ဥစ္စာလေးလည်းရှိပါမေးခွန်းလေးလည်းရှိပါတယ်။ဒါဆိုရင်ဆရာတို့ကဘယ်အချိန်မှာ word form နဲ့ချိဆက်ပြီးပြောင်းပြီးဖြည့်ရမလဲ။ဘလိုမျိုး word form အမျိုးအစားကိုမှန်မှန်ကန်ကန်ပြောင်းလဲပြီးဖြည့်ဆွားမလဲဆိုတာကိုသိရှိနိုင်မှုအတွက်ဆက်ကအလွယ်ကူဆုံးနည်းလမ်းများနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ် အမြင်သာမှုရှိသွားအောင်ဆရာတို့ကဥမာလေးနဲ့ဆက်ပုံဖော်ပြပါမယ်။အဲဆရာတို့ကဒီ server ထဲမှာပေါ့ server ထဲမှာက ကိုစဉ်းစားထားတဲ့အဖြစ်စကလုံးကဆရာတို့ဒီ bad ပုံစံနဲ့ရေးပါ number bad ပုံစံနဲ့ပေါ့နော်ဆရာတို့ကဒီတုံးထားတဲ့ဒီစကလုံးစုပါစုဒါပေမဲ့ကိုကွက်လက်ထဲမှာ ပြန်ပြီးထည့်ရမှာကအကျစ်စ်ပုံစံပြန်ပြီးပြောင်းမိရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုဆရာပုံဖော်ပြပေးမယ်မြင်သာမှုရှိသွားအောင်ပေါ့နော်ဆရာတို့အဲ့တော့ ဒါကအခုဆရာပထမဆုံးရေးမဲ့စာကြောင်းကအဲဆရာစီ server ထဲမှာ read the basics server ထဲမှာကိုနေကုန်းနဲ့ချိန်ပြီးတော့ဆရာတို့ဒီချိန်ပြီးတော့ရှားရတဲ့စာကြောင်းပေါ့နော်ဆရာတို့အဖြေစာကြောင်းပေါ့ Uh, the teachers is telling the children not to edit again ဘေကွန်အဲ့တော့ဆရာဒီစာရင်းလေးကတော့ဆီယမားကသူ့ရဲ့ကလေးမျိုးကိုပြောနေတယ်ဒီ game ကိုအရင်ယူမှုအဆွဲလန်းစေဖို့ game ဆွဲဖို့ game ရရင်မဆော့ဖို့ပြောတယ်ပေါ့နော်ဆရာတို့အဲ့ဒီမှာကပြရတာကဆရာတို့ကဒီအဖြေပုံစံအဖြေစကလုံးကိုဆရာ2 plus 1ဆိုရယ် vet ပုံစံဆရာတို့ပြထားတယ်ပေါ့နော်ဒါနဲ့အောက်မှာဆရာတို့ဖြေရမယ့်ဒီ black mecon ပေါ့နော် black mecon ကိုလည်းဆရာမပေါ်ပြီးမယ် အဲ့တော့ the plan plan မျိုးကုန်းလေးက the gains is very blank ပြထားတယ် to the cherries အဲ့တော့ gain ကကလေးများကိုအရန်ပဲ blank တစ်ခုဖြစ်စီတယ်ပေါ့နော် ပြထားတယ်ဆရာတို့မျိုးကုန်းလေးကအဲ့တော့ဆရာတို့က video basic subject ထဲမှာဆရာတို့တွားပြီးရှာတွေ့ရှိလာတဲ့အဖြေက edit ဆိုပါစို့အဲ့တော့အဲ့ဒီ edit က subject ထဲမှာတွန်းလာတာက အဲဆရာဒီ vert အမျိုးစား vert fonts နော်တုံထားတယ်ပေါ့နော်ဒီအမျိုးစားတုံထားပြီးတော့ဆရာပေးထားတယ်ဒါပေမဲ့ဒီ edit ဆိုတဲ့စလုံး vert မျိုးစားကိုဆရာတို့က blank မှာဖြည့်ဆိုတဲ့အခါမှာဒါကြီးဖြည့်လို့ရမလားဒါမှမဟုတ်ရှင်ねပြန်ပြောင်းပြီးတော့ပေါ့နော်ဒီခုခု vert font နဲ့ပြန်ပြောင်းပြီးဖြည့်ပြရမလားဆိုတာကတော့ဆရာတို့က blank ကဲရှေ့နောက်တမဟုတ်တစ်ကြောင်းလုံးကြည့်ပြရပါတယ်အဲ့တော့ဒီလမ်းလေးကတော့ပထမဆုံးရှေ့ကိုကြည့်တယ် ြီးရင်နောက်ကိုခုနနောက်ကိုလည်းကြည့်မယ်ပြီးရင်ရှေ့ရောနောက်ကိုတိမ်မထူးကြလို့ရှိရင်အကြောင်းလုံးကိုခြေကြည့်မယ်ပေါ်ဖွန်ဖြစ်တဲ့နီးပေါ့နော်အဲစဉ်းစားတဲ့နီးပေါ့အဲ့တော့ဒါဆိုရင်ဆရာတို့ကစ blank ရဲ့ collect ကိုရှေ့ကိုဒီဆရာကြည့်တဲ့အခါမှာ very ဆိုတာတွေ့တယ် very ဆိုတာကဒီ very ရဲ့နောက်မှာဆရာတို့က adjectives ပုံစံစလုံးလေးလိုက်ပြရပါတယ်အဲ့ဆရာတို့ကတွေ့ရတာက verb ပုံစံ verb အမျိုးအစားဆရာတို့ကအဖြေကိုစဉ်းစားထားတာ ဒါပေမဲ့ဆရာတို့အဲ့ဒီ verb ကိုဆရာတို့ကဒီ blank မှာ diet ထည့်မယ်ဆိုလို့ရှိရင် service အဖြစ်ကလုံးဝကို completely rounds ပါလုံးဝကိုမှားပါတယ်။ဘာကြောင့်လဲဆိုရင် blank ရဲ့ရှိမှာ very ပါနေတဲ့အကြောင်းလို့ဆရာတို့က very ရဲ့နောက်မှာ adjectives စကလုံးလိုက်ပေးရပါတယ်။အဲ့တော့ဒီဆရာ blank မှာပြန်ဖြည့်တဲ့အခါမှာ verb မျိုးစားမဟုတ်ဘဲနဲ့ adjectives မျိုးစားကိုပြန်ပြောင်းပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆရာတို့ adjectives ကအဲ့ဒီ dis ပေါ့အဲ့တော့အဖြေက A D D I C T I V E adjective ဆိုတဲ့ adjective ပုံစံလေးကိုပြန်ပြီးတော့ပြောင်းလဲပြီးတော့ဖြည့်ဆိုပေးရတာဖြစ်ပါတယ်။ဒါကတော့ဆရာတို့ကဒီ blank နဲ့မေးခွန်းနဲ့ပေါ့နော်ဆရာတို့ဒီစာပိုက်ထဲမှာရှာထားတဲ့အဖြေကို ဖြည့်တဲ့အခါမှာ verb form နဲ့ချိန်ပြီးတော့ဖြည့်လိုက်တဲ့ပုံစံလေးကိုဆရာဖွင့်ပေါ်ပေးရတာဖြစ်ပါတယ်။အဲ့တော့ဒါလေးကိုဆရာပြန်ပြဖြတ်လိုက်မယ်။ ဲ့တော့ဆရာတို့ကဘယ်နေရာမျိုးမှာနောင်ထည့်ရမလဲဘယ်လိုနေရာမျိုးမှာ adjective သမဟုတ် adverb ပေါ့နော်သမဟုတ် verb ထည့်ရမလဲဆိုတာကိုစဉ်းစားတဲ့အခါမှာဆရာကကြပြလေးတွေနဲ့သင်ပေးပါမယ်အဲ့တော့ဒီ blank ပေါ့နော် blank မှာနောင်ထည့်ရမှာလားသမဟုတ် adjective ထည့်ရမှာလားသမဟုတ် adverb ထည့်ရမှာလားသမဟုတ် verb ထည့်ရမှာလားပေါ့နော်အဲ့တော့အဲ့လိုစဉ်းစားတဲ့အခါမှာမှန်ကန်အောင်စဉ်းစားနိုင်မှုအတွက်ဆရာကကြပြလေးတွေနဲ့သင်ပေးမယ် အသားသမီးတို့ကလည်းပဲဆရာတင်နေတဲ့ကြပြားလေးတွေကိုစိတ်ထဲမှာခေါင်းထဲမှာဆွဲမြဲနေအောင်တရားကျင့်မှတ်ပေးပါအဲ့တော့ဆရာကကြပြားမတင်ခင်မှာအဲနှုတ်နှစ်ခုနဲ့ဆရာအင်းဆုံးဆရာတို့ဒီနှုတ်နှစ်ခုပဲအရင်အဲဆက်မှတ်ပေးပါအဲ့နှုတ်လေးရတော့မှနောက်ကြပြားလေးတွေကဆက်ပြီးသွားတော့လို့ရအောင်ပေါ့နော်အဲ့နှုတ်လေးရပါလိမ့်လေဆိုရင် now determiners ရဲ့ preposition ရပါ ဲ့တော့ဆရာဒီမှာပြပေးရတာကဘာလဲဆိုရင်နောက်တစ်မှာ scale အောက်မှာလည်းပဲစလုံးလေးတွေရှိတယ်။ preposition ရအောက်မှာလည်းပဲစလုံးလေးတွေရှိတယ်။အဲ့တော့ဒီစလုံးလေးတွေကဥပမာဆရာ most ပေါ့ most ဆိုလို့ရှိရင်ဒါကနောက်တစ်မှာဖြစ်တယ်။ one only one ပေါ့ one ဆိုလို့ရှိရင်လည်းပဲနောက်တစ်မှာ watch တမဟုတ် zero refuse တမဟုတ် only ပေါ့ a little အစရှိဖြစ်ပေါ့နော်ဒီစလုံးလေးတွေကဆရာနောက်တစ်မှာဆိုတာကိုတော့သိထားပါပဲ။အဲ့လိုပဲဆရာတို့က in in ဆိုတာကလည်း preposition ပဲ above above ဆိုတဲ့စကားလုံးလေးရတယ်ပဲ proposition ပဲအဲအစရှိတဲ့ဖြစ်ပေါ့နော်ဆရာ proposition ရဲ့အောက်မှာဆရာတို့ဒီရေးပြထားတဲ့စလုံးလေးလုံးချင်းစီက proposition ဆိုတာကိုတောင်းအသမီးတို့ကသိရသိရပါမယ်ဒါမှလည်းပဲဆရာတို့ကနောက်လာမယ့်ဒီနောက်တင်မယ့်ကဗျာလေးမှာအာဆရာတို့ကဒီမှတ်မှာမှတ်ကြတာချက်ကြတာဒါမှလို့ရှင်လည်းပဲဆရာတို့တကယ်လက်တွေ့သုံးချတဲ့အခါမှာပို့ပြီးတော့ effective ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ဆရာမှန်းနည်းလေးကိုဆရာပြပြပေးမယ်အော်နောက်တစ်ကြိမ်မှာဆိုလို့ရှင်ဆရာတို့ a in there Sun animals mass more moss, no a few cellulites, each average or others only, less fewers, several fews, and that either's neither's litters, my our your his are uh, is, theirs lumi -E posture bx. This that these tools, one, two, threes, fat, second dot left, hood with what? Tagaro Naujamana Salungi Pipai. Proposition in on at point, would front to nears, all four enters into X, off out through tails, about abyss across, along a man around, inside outside, within underneath, beside below beneath, behind between without. Tagara several position, solemnly by. Dinahu, the ultimate UI solution, eh? Now I make a reality who, tabby your Maria Babi. Tagara Balezoe, prongs at the position of Naomo. the possession of noun ဆိုတာကဆရာတို့နောင်ထည့်ရမယ့်နေရာများဘယ်လိုနေရာမျိုးမှာဘယ်လိုမျိုးအခြေအနေကြုံပြီးကြုံလာပြီးဆိုရင်ဆရာတို့နောင်ထည့်ပြရမလဲဆိုတာကိုစဉ်းစားတဲ့စဉ်းစားနည်းကိစ္စလေးဖြစ်ပါတယ်အဲ့တော့ဆရာဒီမှာ1 3 5 6 9 8 9 10 17 17စနစ်ဆရာချက်ကလေးနဲ့ပြီးထားတယ်ဆိုလို့ရှိရင်တော့အဲ့ဒါထည့်မဆိုပဲရပါတယ်အဲ့တော့ brown ဆဆုံမယ်ဆိုလို့ရှိရင် int ဆိုတာကတော့ဆရာခဏကတမီးတို့ကို ရှေ့မှာတအားတမီးတို့ကိုချက်ခိုင်းထားတဲ့အာနောက်နှစ်ခုတွေက down jump မှန်တာပြောတာဖြစ်ပါတယ်။အဲ့ PRAB ဆိုတာကတော့ preposition ကိုပြောဖြစ်ပါတယ်အဲ့တော့ဆရာကပြားလေးဆိုကြည့်အောင် noun ဇာမနာရဲ့နောက်မှာ noun နောက်မှာ noun မရှိရ adjective ကနောက်မှာ noun နောက်မှာ noun မရှိရ noun တစ်လုံးရဲ့နောက်မှာ noun နောက်မှာ noun မရှိရ preposition ရဲ့နောက်မှာ noun နောက်မှာ noun မရှိရ verb ရဲ့ရှိမှာ subject noun verb ရဲ့နောက်မှာ object noun there plus verb to be plus noun noun plus verb to be plus noun noun in noun now of now now or now who is was get now မှာနော်ဒါလေးတွေကကိုရပါပြီအမြန်ဆိုအမြန်ဆိုလို့ရှိရင်ပို့ပြီးတော့အဲဆရာတို့ချက်ကပို့တွေ့ပါမယ်ပို့ပြီးတော့လဲစစ်ချက်ကြိုက်တယ်ပေါ့နော်ဆရာတို့အဲ့တော့ဒါဆိုရင်ဒါကတော့ depositions on now now ထည့်ရမယ့်နေရာများအဲ့တော့ now ကိုဘလို့အခြေအနေမျိုးများအခြေအနေမျိုးမှာဆရာတို့ now ထည့်ရမလဲဆိုရဲစဉ်းစားနည်းကြပြဖြစ်ပါတယ်နောက်တစ်ခုကဆရာတို့က deposition of adverbs အဖက်ထရမဲ့နေရာများဘလိုနေရာမျိုးမှာဆရာတို့ကအဖက်ထရမဲ့အဖက်ထရမလဲဆိုတာကိုစဉ်းစားတဲ့ the possession of a verb ဆိုတဲ့ဆရာကပြားလေးပါ ever plus verb verb plus a verb verb to be နဲ့ main verb ကြာ ever ကိုထား subject နဲ့ verb ရဲ့ကြာ ever ကိုထား what ကြာအစမှာ a verb subject verb object a verb ဒါကတော့ဆရာတို့က the possession of a verb အဲ့တော့ဘလိုနေရာမျိုးမှာဘလိုမျိုးအချိန် sorry ဘလိုမျိုးဒီဆရာတို့အချိန်နေမျိုးမှာဆိုရင် advert ကိုယ့်ရဲ့အဖြေကို advert ပြောင်းလဲပြီးထည့်ရမလဲဆိုတာ advert ထည့်ရမလဲဆိုတာကိုစဉ်းစားမဲ့ကြပြလေးဖြစ်ပါတယ်နောက်တစ်ခုကဆရာတို့က the possession of badge ပေါ့အဲ့တော့ verb ထည့်ရမယ်နေရာများအဲ့တော့ဘလိုနေရာမျိုးမှာဆရာတို့ကဒီ verb ကိုတုံးရမလဲဆိုတာကိုသိရှိဖို့အတွက်ဆိုရင် the possession of badge ဆိုတဲ့ကြပြလေးကိုစက်မှတ်ထားဖို့လိုအပ်ပါတယ်အဲ့တော့ကြပြလေးကိုစကြည့်ရအောင်ဆရာတို့ se de wat object wo en wer wat do in wat do me object wo en let object wo en hell object wo en me nu wat apje le yin wo en is a bi don bla wo en does it bla wo en did it bla wo en to bla wo en da ga ro se ro ga the position of wat wat ya me နေရာများဖြစ်ပါတယ်နောက်တစ်ခုကတော့ဆရာတို့က the position of adjectives adjective ထည့်ရမယ်နေရာများ ဒါတော့နည်းနည်းရှိပါတယ်အဲ့တော့ဘယ်လိုနေရာမျိုးမှာ adjectives ကိုဆရာ ပြောင်းလဲပြီးဖြေဆိုပေးရမလဲ adjective ထည့်ပြီးထည့်ပြီးတော့ဖြေပေးရမလဲဆိုတဲ့ the possession of adjectives adjective ထည့်ရမယ့်နေရာများဆိုတဲ့ကြံပြလေးဖြစ်ပါတယ် verb နောက်မှာ adjective နောက်မှာ the buyer verb to be very to so quite more နောက်မှာ adjective make keep find get set term paint plant object plant adjectives ဘတ်ဗီနော့ဆိုအက်ဂျစ်တစ်ဘတ်တူဗီနဲ့ S နှလုံးကြားအက်ဂျစ်တစ်ကိုထားဆင်လော့ဖီဘီဂန်ကတ်စ်ဂရုအပီယာစ်ထေးစရနောက်မှာအက်ဂျစ်တစ်ဘတ်တူဗီစနဲ့အနက်ကြားအက်ဂျစ်တစ်ကိုထားဟောင်းပလတ်အက်ဂျစ်တစ် something everything nothing anything ရဲ့နောက်မှာ adjective adjective plus noun noun တမနာနဲ့ noun နဲ့ကြား adjective ကိုထား verb to be နဲ့ then နဲ့ကြား adjective 2ကိုထားအဲ့တော့ဆရာအဲ့ဒီမှာ adjective 1နဲ့ adjective 2ဆိုတာကဘာလဲဆိုရင် adjective 1ဆိုတာကတော့ ဒီ adjective ကိုပြောတာဖြစ်ပါတယ် adjective 2ဆိုတာကတော့ဆရာတို့က d2 degree 2ကိုပြောတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့တတန်တတန်ဆိုလို့ရှိရင်တော့ er သန်းပေါင်း er ပေါင်းပြီးတော့ဆရာတို့ကနှစ်တန်းနှစ်တန်းအထက်ဆိုလို့ရှိရင်တော့အဲဆရာ moi more ရှိမှာပေါင်းပြီးတော့ more adjective သန်းပုံစံမျိုးစားဖြစ်ပါတယ်ဒါကတော့ကျွန်တော်အများစုပြပြီးလို့ထင်ပါတယ် ဒါဆိုရင်ဆရာတို့ကဒီကြပြလေးကိုကျမလိုက်မယ်ဆိုလို့ရှိရင်တာဝတ်သမီးရဲ့ခေါင်းထဲမှာဘလိုမျိုးစာကြောင်းကိုဖတ်လိုက်ပြီဆိုတာနဲ့စာကြောင်းရဲ့ structure ကိုကြည့်လိုက်ပြီဆိုတာနဲ့ဒီစာကြောင်းရဲ့ blank မှာအဲ adjective ထည့်ရမှာလားဆိုတာကိုတာဝတ်ပြီးသွားပြီးသွားမှာဖြစ်ပါတယ်။အဲဒါက the possession of adjectives adjective ထည့်ရမယ့်နေရာများဆိုတဲ့ကြပြလေးပါ။အဲ့တော့အဆရာကြပြလေးတွေကိုဆရာတို့ကတခြားလေးခေါင်းထဲမှာဆွဲပြီးတင်မှတ်နေမယ်ဆိုရင်တာဝတ်သမီးတို့ဘော့ဖုန်းနဲ့ချိန်ပြီးတော့ အဖြေမဲ့ဆရာတို့ကဒီ platform တော့ပေါ့နော်ချိန်ပြီးတော့အဖြေတဲ့အခါမှာဆိုရင်ဒါတို့သမီးရဲ့အဖြေလေးတွေကလုံးဝမှန်ကန်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ဆရာကနောက်ထပ်ပေါ့နော်ဒီပုံမြင်တာမှုရှိသွားအောင် platform နဲ့ချိန်ပြီးတော့စဉ်းစားဖြေဆိုရတဲ့စာတမ်းပုံစံတွေဥမာငါးကြောင်းနဲ့ဆရာ ဖြေတာမျိုးဖြစ်ပါတယ်။အဲ့တော့ဆရာကြည့်ရအောင်ဆက်လက်ပြပါပေါ့နော်။ပထမဆုံးဆရာတို့ကနံပါတ်1ကိုပြင်ဖြေရမယ်ဆိုလို့ရှိရင် ဖြစ်ရမယ်ဆိုလို့ရှိရင်ပေါ့နော် the, the internet is very blank spot internet ကအရင်ဝယ်ကွက်လက်ဖြစ်တယ် it takes us a lot of our time သူရကကျွန်တော်ရဲ့အချိန်တွေကိုကုန်ဆုံးသွားစေတယ်အဲ့တော့ပြရတာက addicts ဆွလန်းစေသည်အဲ့တော့ဆရာကဒီမှာပုံဖော်ရတာကဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ဒီဘေးနားမှာပေးထားတဲ့ဝိဇာကွန်ပျူတာပေးထားတဲ့ဒီစလုံးလေးတွေကဆရာ subscribe ထဲမှာဆရာတို့တွားပြီးရှားတဲ့အဖြေတွေဖြစ်တယ်အဲ့ဒီအဖြေတွေကိုဆရာတို့က blank ထဲမှာပြန်ဖြေတဲ့အခါမှာ ဒီတိုင်းပြပြရမှာလားသူမဟုတ်ဘတ်ဖုန်နဲ့ချိန်ပြောင်းလေးဖြည့်ဆွရမလားဆိုတာကိုကျွန်တော်ကပုံဖော်ပြရတဲ့ဥပမာလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ addict ဆိုတာက vat ပေါ့နော်ဆွဲလန်းစီသည် vat ပေးရတယ်အဲ့တော့ vat ကျောက်ဒီ addict ဆိုတဲ့စကားလုံးကိုဆရာတို့ server ထဲကနေပြီးတော့ထုတ်လိုက်ပြီးဖြည့်မယ်ဖြည့်တဲ့အခါမှာဒီ blank ကိုကြည့်တဲ့အခါမှာရှေ့မှာက very တွေ့တယ်အဲ့တော့ very ဆိုတာကဆရာခဏကရှေ့မှာကြပြားလေးထဲမှာတင်ပြရတဲ့အတိုင်းပဲ vat to be very to so guys မိုးရဲ့နောက်မှာ adjective အဲ့တော့ variant တော့မှာ adjective ကိုထည့်ပြရမှာဖြစ်တယ်ပြရတာက sorry ဆရာတို့ရရှိလာတာက server ထဲမှာရှားပြီးတော့တွေ့ရှိလာတာက vert vert သကလုံးဒါပေမဲ့ဆရာတို့ရဲ့ဖြည့်ပြရမှာက adjective ပုံစံမျိုးဒါကြောင့်မလို့ vert ကို adjective ပုံစံပြန်ပြောင်းမိရမယ်အဲ့တော့ adjective ရဲ့ adjective က adjectives ပေါ့ a d d i c t i v e adjectives ဖြစ်ပါတယ် အနမနက်ကတော့ဗာလဲဆိုရင်ရှီတူမာက listens to classical music ပေါ့သူမကရှီယောင်းကနမနက်ချင်းတွေကိုနားထောင်နေ for ဆိုတာကအတွက် blanks ပေါ့နော်တခုခုလုပ်ဖို့အတွက်ဒီ classical music တွေကိုသူမကနားထောင်နေပြရတာက relax ပေါ့အဲ့တော့ဆရာတို့က relax နော်ဒီ band ဒီဆရာတို့ဒီစိတ်အသောတာရှိပြီပေါ့နော်ဆရာတို့ဒီ server ထဲမှာဘာသာပြန်ပြီးတော့မှတွေ့ရှိလာတဲ့အဖြစ်စကလုံးပေါ့ဖတ်ပုံစံပြီးတာအဲ့ဒီစကလုံးကိုဆရာတို့က blank မှာ ပြောင်းပြီးတော့ပြန်ဖြေတဲ့အခါမှာစာကြောင်းစနစ်စတရက်ချာအရာဘက်ပုံစံဖြေလို့ရလားဒိုင်းဖြေလို့ရတယ်ပြောင်းလဲပြီးတော့ဝက်ဖုန်းနဲ့ပြန်ပြောင်းဖြေပြရမလားဆိုတာကိုတော့ blank ရဲ့ရှေ့ကိုကြည့်မယ်ရှေ့ကိုကြည့်တဲ့အခါမှာ for ကိုကြွားတွေ့ပါတယ် for ဆိုတာက proposition ပါအဲ့တော့ proposition ဖြစ်တဲ့ကြောင့် proposition ရဲ့နောက်မှာ noun နောက်မှာ noun ရှိရအဲ့တော့ proposition နောက်မှာအမြဲတမ်း proposition ရဲ့နောက်မှာအမြဲတမ်း noun လိုက်ပြရပါတယ် That's why you relax for a verb now beyond general, relax go now beyond a comma, relaxation, I E L A H A T I O N, relaxation. Then you have to mark a say, a pan people would drop, a you have the classical music stable to mark a not on it. Number two, Magajaro, agricultural works is blanks, seen as a male occupation. Pierre Aga, traditions. အစင်လာပေါ့နောင်းပေးထားပါတယ်။နည်းအားဖြင့်ဟို blank နဲ့မှာ sorry စရီဒဘေးစာပိုက်ထဲမှာဆယ်လူကအဖြေဆိုပြီးတော့တွားရှာတဲ့အဖြေအဖြေစကလုံးကနောင်းမှုစံတွေ့ရအဆိုပါစုအဲ့ဒီစကလုံးကိုဆယ်လူကဒီမှာပြောင်းလဲပြီးတော့ထည့်လိုက်မယ်ဆို sorry ပြောင်းလဲပြီးထည့်ရမလားဓာတ်ထည့်ရမလားစဉ်းစားတဲ့အခါမှာစာကြောင်းလေးကိုဆရာချိန်ပြီးကြည့်ရအောင်စာကြောင်းကိုချိန်ကြည့်တဲ့အခါမှာဘာသာတွေ့ရလဲဆိုရင် agricultural works ပေါ့ layer လုပ်ငန်းက is blanks ပေါ့ sin ကရှုမြင်ကြရတယ်ပေါ့နော် as a main occupation အမျိုးသားများရဲ့ဒီအလောက်ကံဖြစ် ရှုမြင်ကြရတယ်ဒါဆိုရင်ဆရာတို့ကကြည့်တဲ့အချိန်မှာ is is ဆိုတာကဆရာတို့က verb ပဲ asin sin ဆိုတာက main verb ပါအဲ့တော့ဆရာနှစ်ခုအချိန်ဖြစ်မယ်ဆိုလို့ရှိရင် verb to be နဲ့ main verb ကြာ advert ကိုချာ the position of advert ဆိုတဲ့ဆရာတို့ဒီကဗျာလေးအောက်မှာဆရာအချက်တစ်ချက်ဖြစ်ပါတယ်အဲ့တော့တမီးတို့သားတို့ကဒီကဗျာလေးကိုဒီကျက်မှတ်ပြီးတော့ဖြည့်မယ်ဆိုရင်တော့ဒါဘောက်ဖွန်နဲ့မှန်ကန်တဲ့အဖြေလေးရရရှိလာတာဖြစ်ပါတယ်ဒါဆိုရင်ဆရာတို့က noun ကို noun forms ကို noun ပုံစံရရှိလာတဲ့အဖြေစကလုံးကိုချိတ်ဖြည့်တဲ့ blank နဲ့မှာဖြည့်တဲ့အခါမှာဒီ noun ပုံစံရင်တော့ထည့်လို့မရပါဘူးအဖြေကို စာကြောင်းကိုတခြားဘာသာပြန်ပြီးတော့ sentence structure ကိုပြန်ပြီးတော့ချိန်ကိုက်ကြည့်တဲ့အခါ waveform နဲ့ပြန်ချိန်ကိုက်ကြည့်တဲ့အခါမှာ effect ပုံစံပြန်ပြောင်းမှုဖြစ်ပြီးရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ traditions ကအ average traditionally school ဆရာတို့ကပြန်ပြောင်းပြီးတော့ဖြည့်ဆို့ပြီးရမှာဖြစ်ပါတယ်။အဲ့တော့ T R A D I D I O N A L L Y traditionalists အဲ့တော့ပြန်ပါလာပြန်မယ်ဆိုရင် agriculture is traditionally seen as a male occupation ခရယာလုပ်ငန်းကရှေးရခင်ကလေးကအမျိုးသားလုပ်ငန်းအဖြစ်အမျိုးသားများရဲ့အလုပ်ကိုင်အဖြစ်ရှိမြင်ကြပါတယ်။နောက်တစ်ခုကဆရာတို့က village and towns ရွာတွေနဲ့မြို့တွေမှာက Arnold Dansley S ကမထူးထပ်ဘူး။သိသိမှုများဘူးပေါ့ a cities မြို့ကြီးပြကြီးလောက် blank တစ်ခုတစ်ခုမဖြစ်ဘူးပေါ့နော်ဆရာမများဘူးပေါ့။ပြရတာက populate ပြရတယ် verb ပေါ့ populate က verb ပေါ့ အစရောကဒီတနည်းအားဖြင့်စာပိုက်ထဲမှာဘာသာပြန်ပြီးတော့မှဆရာအဖြစ်အဖြစ်စဉ်းစားပြီးတော့ရရှိလာတဲ့ word စကားလုံးက verb မျိုးစားဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီ verb မျိုးစားအဲ့စကားလုံးကိုပြောင်းလဲပြီးတော့ဒီထဲမှာပြန်ပြီးတော့ကျောင်းထည့်တဲ့အခါမှာပြန်ပြောင်းမိရမှာလားမပြောင်းမိရဘူးလားဆိုတာကတော့စောင်းချောင်းရဲ့ sentence structure ကိုဆရာတို့ကတေချာကဲခတ်ပြီးတော့ဘော့ဖွန်နဲ့ချိန်ဖြည့်ပြီးရမှာဖြစ်ပါတယ်အဲ့တော့ ဒီမှာဆက်စမ်းတဲ့အခါမှာ densely ရှိမှာ blanket ရှိမှာ densely densely ဆိုတာက adverb ပေါ့အဲ့တော့ adverb plus adjective ပါကြပါလေးရဆရာတို့အဲ့တော့ adverb ကတော့မှအများနဲ့ adjective လိုက်ပါတယ် populace ကိုအဲ့တော့ verb အမျိုးအစားကို adjective ပြောင်းပြီးဖြည့်ပြီးမှသာလေးဆရာတို့ကအဖြေကမှတ်ကမ်းမှဖြစ်ပါတယ်တကယ်လို့ဆရာတို့ကဒီ adverb မရှိဘူးဆိုပါတော့ adverb မရှိဘူးဆိုလို့ရှိရင်လည်းနောက်ဒုတိယအနေနဲ့ပြင်ချင်ခိုက်လို့ရပါတယ် ်အဖက်ကိုတောင်းတမီးတော့ခဏဖေးထားလိုက်အဖက်ကိုလက်လေးနဲ့လုံးဝဖြောင်းလိုက်ဖြောင်းတဲ့အခါမှာဘာလုပ်ရလဲဆိုရှင် S နှစ်ခုတောက်တွေ့ပါ S နှလုံးကြား D1 ထား adjective ရေယူပေါ့နော် adjective ကိုထည့်ပေးရပါတယ်အဲ့လိုနီးနေတယ်ဘာလို့လဲရလဲပြန်ချင်းကြိုက်လို့ရပါတယ်အဲ့တော့ဆရာတို့ဒါဆိုရင် blank ရဲ့နေရာမှာ adjective ပုံစံပြောင်းပြီးပြရဖြစ်တဲ့အကြောင်းမလို့ population ရဲ့ adjectives populators ပေါ့ p o p u g l a t e t polytech ဆိုပြီးတော့အကြည့်ပြပုံစံပြန်ပြောင်းပြီးဖြည့်ပြီးမှသာလင်းဆရာတို့ရဲ့အဖြေကမှန်ကန်မှာဖြစ်ပါတယ်။ဒါဆိုရင် village and towns are not as densely populated as cities ကျွာနဲ့မြို့တွေကမြို့ကြီးပြကြီးလောက်လူကြီးတွေတည်တည်မှုများဘူးပေါ့။နော်ဆရာတို့နောက်ဆုံးတစ်ခုကတော့ the internet has changed the english language plans အဲ့တော့ စာပိုက်ထဲမှာဆရာတို့တွေ့ရှိရတဲ့အဖြစ်အကြောင်းက considers စဉ်းစားပြီပေါ့ but အမျိုးအစားအဲ့တော့ဆရာတို့ကစာပိုက်ထဲမှာဒီ but အမျိုးအစားကို blank မှာဓာတ်ရိုက်ကြီးထည့်လို့ရလားမရလားဆိုတာကတော့စာကြောင်းရဲ့ sentence structure ကိုအကဲခတ်ပြီးတော့ verb form နဲ့ချိန်ပြီးတော့မှပြောင်းလဲတဲ့ပြောင်းလဲတဲ့ကိုပြန်ပြီးဆုံးဖြတ်ပေးရဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတော့စဉ်းစားတဲ့အခါမှာ then internet က subject has changed က verb English language ကပြောင်းလဲခြင်းခံရမှာလို့ object subject verb object adverb အဲ့ adverb ရမယ့်နေရာများဆိုတဲ့ကြံပြားလေးအောက်မှာပါပါတယ်ဒီစလုံးဒီကြံပြားလေးရပါတော့ဒီကြံပြားစာကြောင်းလေးက subject verb object adverb အဲ့ adverb ထည့်ပြရဖြစ်ပါတယ်အဲ့တော့ဆရာတို့က verb ကို adverb ပြန်ပြောင်းလဲပြီးတော့ဖြည့်ဆို့ပေးမှသာလျှင်ဆရာတို့ကဆရာတို့ရဲ့အဖြေလေးကလုံးဝမှန်ကန်မှာဖြစ်ပါတယ်အဲ့တော့ consider scale adverb က consider is able is for c o n s i -E D E R A B L Y considers evil is ဒါဆိုတော့ဆရာတို့ရဲ့အဖြေအမှန်ကန်သွားပါပြီအဲ့တော့ internet ကအင်္ဂလိပ်ဘာသာစကားကိုတိတိတတကြီးကိုဆရာတို့ပြောင်းလဲသွားစီပါတယ်ဒါကတော့ဆရာကဘဖုန်နဲ့ဒီချိန်ပြီးတော့ပြောင်းလဲဖြစ်သွားတဲ့ဥပမာငါးကြောင်းဖြစ်ပါတယ်အဲ့တော့သမီးတို့ကဆရာတင်ပြထားတဲ့ဖုန်းနဲ့ခြေပြီးဖြေရမယ်ကြပြလေးတွေနှုတ်လေးတွေနီးလန်းလေးတွေကိုတေးချအဲကျက်မှတ်ပြီးတော့ live လုပ်မယ်ဆိုလို့ရှိရင်တော့သူတို့မသိနိုင်လုပ်မယ်ဆိုလို့ရှိရင်တော့ဆရာတို့ကဖုန်းနဲ့ခြေပြီးတော့ ဖြေရမယ်ဘယ်မေးခွန်းမဆိုဆရာတို့ဖြေနိုင်တော့ပါလိမ့်မယ်အဲ့တော့ဆရာရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့ကျေးဇူးတင်ပါတယ်အဲ့တော့နောက်ဗီဒီယိုမှာလည်းပဲဆရာကတော့ဆက် channel နဲ့ဆရာတို့ကဒီအချက်ကလေးတွေကိုအပိုင်းလေးတွေကိုဆက်ပြီးရောဆရာတိတိရှိမှမှာဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်